ကဘာတဝန်းငလင်ကြီးကြောင့်တည်ဆုံမှုလူဦးရေတထောင်နီးပါးရှိနေပြီဖြစ်ကြောင်းကဘာသတင်းဌာနတွေကဖော်ပြလိုက်ပြီးလေဖြစ်ပါရယ်ခုမြန်မာနိုင်ငံမှာလေအထူးသဖြင့်မန္တလေးမြို့မှာ အပျက်စီအတော်လေးကို များပြားနေပြီးတော့မန္တလေးစေယုံမှာလုံးဝလုံးဝကိုလူနာတွေမဆက်ဖြစ်နေကြောင်းလေးသိရပါရယ်တချို့သောတိုက်တွေပြိုကျပြီးတော့မီးလောင်မှုတွေဖြစ်ပွားနေပြီးတော့မိသက်မဲ့သူလေးမရှိကြောင်းသိရပါရယ်အထူးသဖြင့် မန္တလေးတက္ကသိုလ်ဟာလေငလျင်ကြီးကြောင့်ပြိုကျခဲ့တာဖြစ်ပြီးမီးလောင်နေပြီးမီးတက်မဲ့သူမရှိကြောင်းလည်းသိရပါရီမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့မန္တလေးမှာအပျက်စီအတော်လေးကိုများပြားနေပြီးတော့မီးအကြီးကျယ်လေးနေရာလောင်နေပါရီအသေးပြောက်အရန်ကိုများနေပြီးအကူအညီတောင်းထားတာတွေကိုပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့ Facebook လို့မှတ်ကွင်းစာမျက်နှာပေါ်မှာမျှဝေထားတာကိုလေးတွေ့ရပါရီ ကမ္ဘာသတင်းဌာနတွေကတော့လောလောဆယ်တနအီအတွင်းမှာလူကြီးတစ်ဆုံမှုတထောင်နီးပါးရှိနေပြီဖြစ်ကြောင်းပေါ်ပြနေကြတာကိုလေတွေ့ရပါတယ်ဗျာအင်မတန်မောက်ကိုအပျက်စီးများကြောင်းလေးသိရပါတယ်အထူးသဖြင့်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာအတော်လေးကိုအပျက်စီးများကြောင်းသိရတယ်ဆက်ပြီးတော့ပညာရှင်ဦးဝင်းနိုင်ကတော့နောက်ဆက်တွဲငလေးများထပ်လုံနိုင်တာဖြစ်တဲ့အတွက်တိုက်အမြင့်ပေါ်မှာနေတဲ့အထူးသဖြင့်ပြည်သူများကြူးဆိုင်ကြဖို့နဲ့လုံးဝလုံးဝ တိုက်ပေါ်မှာဒီတရက်နှစ်အတွင်းမှာမနေထိုင်ချဖို့တော့ဦးဝင်းနိုင်ကသတိပေးထားရလေဖြစ်ပါရီအခုလက်ရှိကလေးဟာမြန်မာနိုင်ငံမှာမြမသမိုင်းတခြားမှာအကြီးမားဆုံးကလေးဖြစ်သမိုင်းတွင်သွားပြီးတော့ပျက်စီးမှုအများဆုံးကလေးဖြစ်တဲ့သမိုင်းတွင်သွားခဲ့ပြီလေဖြစ်ပါရီအမေရိကန်နိုင်ငံဘူမီဗေဒလီလာရဲ့အဖွဲ့ချုပ်ကလေးနောက်ထပ်ကလေးတွေထပ်လုံးနေတာဖြစ်တဲ့တော့ပြည်သူတွေကိုဂယုဆိုင်ကြဖို့တော့မှာထားခဲ့ပြီလေဖြစ်ပါရီနော်ဒါကြောင့်ပြည်သူတွေမိမိအသက်ကိုမိမိဉာဏ်ကစောင့်နေဆိုတဲ့ကဲတော့ အရန်အရေးကြီးပါတယ်ယူဆိုင်ကြပါ